ဆီယမဒဝိမိရတာတော့မိဘများတရားရဆိုတဲ့စာအုပ်ထဲမှာမိကုံကတော့ဖြင့်ခန္ဓာညောရောနိဗ္ဗာန်ဆိုတာယုံ난ခန္ဓာနောက်ထပ်မဖြစ်ပေါ်ပဲချုပ်ငိမ့်သွားတာကိုနိဗ္ဗာန်ရောက်တယ်လို့ပြောတာလားသိကြပါလေခမားတဲ့ဟုတ်ကဲ့အဖြေကတော့ခန္ဓာချုပ်ရညဇောဗျာဖျက်ဖြစ်ပြီရှင်ဥဒန်းကျူတာကတော့ဟဲ့တနာယောက်ျားတဲ့တမခန္ဓာအင်းဒီကိုအချင်းချင်း ဆောင်းနေတဲ့တဏှာယောက်ျားလက်သမားနင့်ကိုငါတွေးပြီတဲ့ဖះပြောတဲ့ခန္ဓာအင်းဆိုတာမနောတော်ရကနှလုံးသွင်းလို့ဖြစ်လာတဲ့ခန္ဓာ၅ပါးဥပါဒณะခန္ဓာဖြစ်လာတာကိုခန္ဓာအင်းဖြစ်လာတယ်လို့ပြောတာဥပါဒณะခန္ဓာခေါ်တဲ့ခန္ဓာအင်းဒီဘာကြောင့်ဖြစ်ရတယ်လဲဆိုတော့စိတ်ကြံစိတ်အတွင်းစိတ်အမှုစိတ်ပြုပြင်မှုတွေလုတ်ပြီးလို့ခန္ဓာအင်းဖြစ်ရတာပူဇော်ရီတွေးပြီးတော့ပူစိတ်တွေဖြစ်လာတယ် လူကျင်စရာတွေတွေးပြီးတော့လူကျင်စိတ်တွေဖြစ်လာတယ်မခန့်ကျင်စရာတွေတွေးပြီးတော့မခန့်ကျင်စရာစိတ်တွေဖြစ်လာတယ်အဲ့ဒါခန္ဓာရင်ဖြစ်လာတာတနည်းအားဖြင့်ကိလေသာနဲ့တကွာဖြစ်တဲ့ဥပါဒနာခန္ဓာဖြစ်လာတာအဲ့ဒီခန္ဓာရင်ကိုဘယ်သူစောက်တယ်လဲလူကစောက်တာမဟုတ်ဘူးတတ္တဝါကစောက်တာမဟုတ်ဘူးတဏ္ဍလောဘသမှုရိယကစောက်တာတဏ္ဍလောဘဆိုတဲ့သမှုရိယတိစ္ဆာကြောင့်ဥပါဒနာခန္ဓာကိုတဲ့ခန္ဓာအင်အတိဒုက္ခတိစ္ဆာဖြစ်ရတာဒါကြောင့် ခန္ဓာအိမ်ဖြစ်လာတာဒုက္ခသစ္စာဖြစ်လာတာလို့သိရမယ်အခုလူတွေနေတဲ့အိမ်တွေဟာငကူရှိနေပြီလားမဟုတ်ဘူးဆောက်လို့ဖြစ်လာတာဖြစ်လာပြန်တော့လဲမမြဲပါဘူးတနေ့တော့ယူယွန်းဆွေးမိပျက်စီးသွားတာပါပဲပျက်စီးသွားလို့အသည့်ပြန်ဆောက်တယ်အသည့်ဆောက်တဲ့အိမ်လည်းပျက်စီးရတာပါပဲအချိန်ချင်းဆောက်တော့အချိန်ချင်းဖြစ်တယ်အချိန်ချင်းဖြစ်တော့အချိန်ချင်းပြက်တယ်လူနေအိမ်တွေအချိန်ချင်းဆောက်လို့အချိန်ချင်းပြက်ရသလိုတဏ္ဍသမှုရိယာက ဆောက်လိုက်တဲ့ ခန္ဓာအင်းတွေကလည်းပဲအချိန်ချင်းစောင့်နေကြလို့အချိန်ချင်းဖြစ်နေကြရတာအချိန်ချင်းဖြစ်လို့အချိန်ချင်းပြည့်နေကြရတာအဲ့ဒါလို့အချိန်ချင်းဖြစ်ပြီးအချိန်ချင်းပြည့်နေတာကိုဒုက္ခဇာတိပုဏ္ဏပုဏ္ဏဇာတိဖြစ်လာတာဟာဒုက္ခပါလားလို့ဝိပဿနာဉာဏ်နဲ့မြင်ရမှာလူဖြစ်လိုက်နတ်ဖြစ်လိုက်ခွေးဖြစ်လိုက်ဖြစ်နေတဲ့ပရိသန္တိဇာတိကိုသိုံနေတော့ဝိပဿနာဉာဏ်မဖြစ်ပါဘူးမိမိမနောကကြာစဉ်နှလုံးသွင်းလို့ဖြစ်လာတဲ့ဥပါဒဏ်ရဲ့ခန္ဓာ၅ပါးရဲ့ ဖြစ်ပျက်ကိုသိရမှာအဲ့ဒီခန္ဓာ၅ပါးတည်းကယခုကြံစည်လို့ယခုပြရတာယခုအောင်မေလို့ယခုပြရတာအဖန်တလေးလေးတွေးကြံနေလို့အဖန်တလေးလေးဖြစ်နေရတာအဲ့ဒါလို့အဖန်တလေးလေးဖြစ်ပြီးအဖန်တလေးလေးပြည့်နေတဲ့ဇာတိဒုက္ခကိုသိမှဝိပဿနာဉာဏ်ဖြစ်မှဇာတိဒုက္ခဘာကြောင့်ဖြစ်ရသလဲမသိလို့ဖြစ်တာဘာကိုမသိတာလဲခန္ဓာအင်းဆိုတာပြုမှဖြစ်တာမပြုရင်မဖြစ်ပါလားလို့မသိတာ ခန္ဓာကြီးကပြုမှဖြစ်တယ်မပြုရင်မဖြစ်ဘူးမပြုတော့မဖြစ်တော့ခန္ဓာကြီးမရှိဘူးပေါ့ခန္ဓာကြီးမရှိရင်ဘာရှိမလဲခန္ဓာလူရခန္ဓာချုပ်ရရရှိပါလေလူနေအိန္ဒြေရငကူကမရှိသေးလို့စောက်တာစောက်လို့ရှိတာစောက်တော့ဘယ်ပေါ်စောက်တာလဲလူနေတဲ့မြေနေရာပေါ်မှာစောက်တာမြေနေရာကအလူကြီးရှိနေလို့အိမ်စောက်လို့ရတာအိမ်ဆုံးလိုက်တော့အိမ်ဖြစ်လာပြီဖြစ်လာတဲ့အိမ်က ပြက်တာပဲပြက်တော့ပြန်စောက်တယ်အိမ်တွေစောက်လိုက်ပြက်လိုက် ပြက်လက်ပြန်ဆောက်နိုင်တယ်အချိန်ချင်းဖြစ်အချိန်ချင်းပြက်နေကြပြီမဲ့မြင်းနေရအလူကြီးကတော့ဘယ်တော့မှမပြက်ဘူးအမြဲရှိနေတာအိမ်မဆောက်ခင်ကလည်းရှိတယ်အိမ်ဆောက်ပြီးပြက်သွားတော့လည်းရှိတယ်အိမ်ဆောက်လိုက်လို့လည်းမြင်းနေရပြောင်းမသွားဘူးမြင်းနေရကအမြဲရှိနေတာအဲဒီလိုပဲမနောတင်္ကာရခန္ဓာနဲ့ပြုမှဖြစ်လာတဲ့ဥပါဒနာခန္ဓာအင်ကငကူကရှိပြီးသားမဟုတ်ဘူးတဏ္ဍသမှုရနဲ့ကြံစီလို့နှလုံးသွင်းလို့ဖြစ်လာတာ အဖန်မန်တလဲလဲကြံစည်နှလုံးသွင်းတော့အဖန်တလဲလဲဖြစ်တယ်အဖန်တလဲလဲဖြစ်တော့အဖန်တလဲလဲပြက်တယ်အချင်းချင်းပြုတ်လို့အချင်းချင်းပြက်ဖြစ်နေတာအချင်းချင်းဖြစ်လို့အချင်းချင်းပြက်နေတာခန္ဓာရင်းတွေအချင်းချင်းဖြစ်အချင်းချင်းပြက်နေပြီမဲ့မြေနေရာကြီးနဲ့တူတဲ့ခန္ဓာလူရခန္ဓာရှုပ်ရကြီးကတော့ဘယ်တော့မှမပျက်စီးပဲအမြဲရှိနေတယ်ဥပါဒณะခန္ဓာကအမြဲမရှိဘူးခန္ဓာလူရခန္ဓာချုပ်ရကြီးကတော့အမြဲရှိနေတယ် အမြဲရှိနေတဲ့ခန္ဓာလူရခန္ဓာချုပ်ရကိုမြင်ရမှာခန္ဓာချုပ်ရဟာနိရောဓတစ္ဆာနိဗ္ဗာန်ပါမနောသင်္ကာရနဲ့နှလုံးသွင်းမပေးခြင်းကြားစင်မပေးခြင်းဥပါဒณะခန္ဓာမပေါ်ပေါ်ပဲချုပ်ငြိမ်းနေပါလေဥပါဒณะခန္ဓာချုပ်ငြိမ်းဟာနိဗ္ဗာန်ပါပဲဒါပါပဲ